ဒါကကျွန်တော် ground ကပေါ့နော် ground view လေး ground view လေးကိုတော့ကျွန်တော်ခဲရောင်လေးသုံးထားပါတယ်ဒါက preset เนาะ10 kilo ohm preset ရဲ့ channel အဲ့ဒါ number 3ပဲပြောပါဦးเนาะခုနက1ကကျွန်တော်တို့10 kilo ohm နဲ့ဆက်တာဒီ preset ရဲ့ channel number 3ကိုတော့ ground နဲ့ဆက်လိုက်ပါပြီအဲ့ဒါကဒီ transistor ပေါ့နော် transistor ရဲ့ emitter အနည်းအပြင်း number 3ပေါ့နော် key meter ကိုလည်းကျွန်တော်တို့ ground line နဲ့ဆက်မှာဖြစ်ပါတယ်ကျွန်တော်ဒီ mini cut ရဲ့အလဲ line လေးကို ground line ကြီးထားတာဖြစ်ပါတယ်เนาะအဲ့ကြ preset ရဲ့ level နဲ့ ancestor ရဲ့ base ကိုဆက်ပြီးမှာဖြစ်ပါတယ်ဒီမှာကျွန်တော် wire ကြိုးအဖြူလေးနဲ့เนาะ ground ကခဏခဏခဲရောင်လေးထုတ်တာလေ SMA 12 regulator ရဲ့ level ပေါ့เนาะ pin number 2ကို ground နဲ့ဆက်တာဖြစ်ပါတယ်ခဏက pin number 3အထက်ကခဏကเนาะ relay နဲ့ဆက်ထားတာเนาะအဲ့ဆိုရင်ဒီ SMA 12ရဲ့ pin number 1မှာကျန်လာတာပေါ့เนาะ pin number 1ကကျတော့ကျွန်တော်တို့ဒီ ground လေးရင်ပြီးအောင်ခဲ့လို့เนาะ ground line လေးမှာကျိုးကျွန်တော်အပြာရောင်လေးသုံးလိုက်တယ်เนาะကျိုးလေးအရောင်လေးကွဲတော့ ဒါက Survey 12 Regulator IC ရဲ့ pin number 1နဲ့ capacitor ပေါ့နော်1000 microfarad capacitor ရဲ့အပေါင်းကုန်နဲ့ဆက်မှာဖြစ်ပါတယ်။ပြီးတော့ဒါက normally close ပေါ့နော်။ relay ရဲ့ normally close နဲ့ဒီကြမ်းနေတဲ့ဒီ mini cali ရဲ့အပေါ် line လေးပေါ့ရတာအထွက်ပါနော် output output ကိုကျွန်တော်အပေါ် line လေးယူလိုက်ပါတယ်။ပြီးရဆက်ပုံစံဒီက normally close နဲ့နော်ဒီ one positive 07 diode ရဲ့အပေါင်းကုန်ပေါ့နော်အဖြူရဲ့မပါလဲပဲပေါ့နော်မပါလဲပဲနဲ့ဆက်တာဖြစ်ပါတယ်။အဲဒီကြမ်းတဲ့အဖြူရဲ့ပါလဲပဲ ဒိုင်အုပ်ရဲ့အနှုတ်ကိုတော့အခုဒီမှာအပေါ်ရမှာเนาะ